Hello collectively အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ um ဒီ the cult collective reading ကတော့ဒါ음အဓိကတော့အဲ့လို next move ကိုကြည့်ချင်တယ်ပေါ့နော် energy ကလေ maybe next relationship ကဘာလို့ဖြစ်မလဲပေါ့နော်အဲ့အရာလေးကိုသိချင်တယ်ဆိုတော့ okay အဲ့တော့ဒီ collectively အတွက် next relationship ကဘာဖြစ်မလဲဘာလို့ဖြစ်မလဲပေါ့နော် Okay, decollectively, a dynamic relationship that appealingly. Decollectively, a relationship gap, Okay, decollectively, okay, a dynamic relationship ဆိုလေ okay ဒီ collective reading လေးအတွက်လေးအဲ့လိုအတိတ်ကလူပေါ့နော်အတိတ်ကလူကကိုယ့်ရဲ့ next relationship ဖြစ်လာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကလေအဲ့လိုကိုယ့်ကိုကြိုက်နေရသေးလေရှီကောင်းရှိပေမဲ့ကိုက s ကိုပဲရွေးချယ်မိမဲ့သဘောပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်။အတီချာလေးကိုစဉ်းစားစီချင်တယ်။သူနဲ့ကလေ okay အဲ့လေအဒီ collective ပေါ့နော်အခုဒါဘယ်လဖြစ်မလဲရောမသိဘူး collective reading တချို့ဟာရအကျိုးရိုက်ထားရှိရောလေဆိုတော့ဒီ collective လေးရလေဘယ်လိုမျိုးလက်ရှိ energy ရလဲဆိုအခု ritual လုပ်နေတဲ့သူတွေ non manifest လုပ်နေတဲ့သူတွေပါလိမ့်မယ် cause ဒီမှာပေါ့နော်7 of cups လေးကိုတွေ့ထားအဲ့လေကိုကအခု ritual လုပ်နေရတော့၎င်းအခု သူ့ကို manifest လုပ်နေရတော့၎င်းအဲ့လိုပုံစံမျိုးဖြစ်လိမ့်မယ် maybe next relationship ကဘယ်လိုလိုမျိုးဖြစ်ချင်လဲဘာညာပေါ့နော်ကိုလိုချင်တဲ့အတိုင်းကို manifest လုပ်ထားတဲ့အတိုင်းရလာပါလိမ့်မယ်တည်ချပေါ့ရလာလိမ့်မယ် okay next relationship ထဲ next move လို့ပဲပြောရမယ်ပေါ့နော်ဘာဆက်ဖြစ်မှာလဲပေါ့အထက် so ကို manifest လုပ်နေရသူဖြစ်နိုင်တယ်ကိုက x ကို manifest လုပ်နေဆိုလို့ရှင်လဲ x ပေါ့နော်ကိုကအ crash ကို manifest လုပ်နေဆိုလို့ရှင်လဲ crash ပေါ့ ဒါပေမဲ့လေအဲ့လို x တွေဖြစ်ဖို့များတယ် long distance relationship တွေဖြစ်နိုင်တယ်အဲ့လို x တွေဆိုတာလေဒီ recently x တော့ဖြစ်ချင်မှဖြစ်လိမ့်မယ်ဒီအာဘယ်လိုပြောမလဲပြပြပြီးချင်း x တော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဟိုးအရင်အရင် x တွေပြန်လာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ရွေးချယ်ရွေးမချယ်ဘူးဆိုတာအဲ့တော့ကိုယ့်အပေါ်မှာပဲအများကြီးမူတည်နေရယ်ဒီ situation ပေါ့เนาะအဲဒီအခြေအနေကကိုယ့်လက်ထဲမှာပဲရှိနေတယ် တိလာဆိုကုလထဲမှာပဲရှိနေရဖြစ်တဲ့အတွက်ကိုကဒီလူကိုရွေးမှလာဒါမှမဟုတ်နောက်လူကိုစောင့်မှလာဆိုတော့ကိုရဲ့ choice ပဲအမှန်တိုင်းပြောလို့ရှိရင်လေအဲ x တွေကတော့ကိုက manifest လုပ်ထားရင်ပြန်လာလိမ့်မယ်ကြေ manifest မလုပ်ထားဘူးဆိုလို့ရှိရင်လေအဲကိုစီကိုအဲ့လိုကိုမလိုချင်တဲ့သူပြန်ရောက်လာမျိုးလေးတွေတော့ဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့လေကိုကတေချာလေးစဉ်းစားမယ်တဲ့မှာပါတယ်ကိုကတေချာလေးအဲ့လိုရွေးချယ်မယ်ပေါ့နော်ရွေးချယ်မယ်ဒီတစ်ခေါက်ကိုတေချာလေးရွေးချယ်မယ်တဲ့မှာတော့ပါတယ် ဆိုစဉ်းစားပေါ့တခါတလေကြလို့ရှိရင် ကိုယ်လေအဲ့လိုမျိုးဟိုစဉ်းစားရနေရမှာလဲမဟုတ်ဘူးဒီလူနဲ့မှနေရအဆင်ပြေမှာဆိုရအတွေ့မျိုးဝင်လာရင်လည်းအဲ့ဒါကတကယ်အတွေ့မဟုတ်ဘူးပေါ့နော်နောက်ထပ်ပိုကောင်းတဲ့သူတွေရလာနိုင်နေဆိုရ energy မျိုးရရယ် okay အဲ့အခုလက်ရှိကြည့်နေတဲ့ collectively မာလီအပြစ်ပြောစရာထက်စူစရာလို့စူစရာလို့လည်းမဟုတ်ဘူးပေါ့နော်။ဘာသွားပြီးတော့တွေ့လဲဆိုတော့ အဲ့လိုအရန် strong ဖြစ်ချင်အောင်စောင်းနာမျိုးတွေเนาะအဲ့လိုစိတ်ထဲမှာဝမ်းနေနေပေမဲ့အပြင်ပိုင်းမှာအရန် strong ဖြစ်ချင်အောင်စောင်းနာမျိုးတွေအရန်အဆင်ပြေပါရဲ့ဆိုတဲ့ပုံစံမျိုးဖမ်းနာမျိုးတွေအဲ့လိုအဲ့လိုမျိုးอ่ะကြောက်อ่ะလေအဲတချို့လူတွေเนี่ยမှာအဆင်ပြေပေမဲ့တချို့လူတွေကြောက်ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းပြရတာမျိုးကိုအဲပူကြိုက်ကြရပေါ့เนาะဥမာတစ်ဖက် partner ပေါ့ partner ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းပြရမျိုးပူကြိုက်ကြရအဲ့တော့လေ အရင်ရောဖုံးကွယ်ထားမျိုးမလုံးနဲ့အဲဒါပေမဲ့လေသူကတော့ကိုယ်တော်တော်ချစ်တယ်ကိုကလည်းသူ့ကိုချစ်တယ်နှစ်ယောက်ကလည်းအချစ်ကတော့ပြောစရာမလိုဘူးဒါပေမဲ့တယောက်နဲ့တယောက်နားလည်းမှုတွေယုံကြည်မှုတွေရောလိုသေးရဲ့အမှန်တမ်းပြောရရင်ဒီ relationship ထဲမှာပဲအဲနှစ်ယောက်စလုံးကရှိသေးရဲ့ပေါ့နော်ရှိနေရဲ့ပေါ့ဟိုစိတ်ချင်းနှီးဆက်နေ emotionally available ဖြစ်နေကြရင်နှစ်ယောက်စလုံးလေးအလိုပုံစံမျိုးလေးတွေ့ထားရတာ x တွေအတွက်ကြည့်ရဆိုရေပေါ့နော် so crash တွေအတွက်ဆိုလို့ရှိရင်တော့လေအဲ crash နဲ့ကိုယ်နဲ့အဆင်ပြေဖို့အတွက်ကတော့ဖြစ်နိုင်နေ အဲ ritual လေးလုပ်စီခြင်းနဲ့နော်အဲ့စီအတွက်ကတော့အလို manifestation လုပ်နေရဆိုပြီးပါလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့အရှိကိုအရှိတိုင်းနေအရင် strong ဖြစ်ချင်အောင်မဆောင်နဲ့ next relationship ကလည်းဒါခေါင်းစဉ်ပြန်သွားရင် next relationship ကလည်းလေ x ပဲဖြစ်ဖို့များတယ်နော်ဒါမဲ့ကိုရဲ့ရွေးချယ်မှုဆိုတော့လေအဲကိုကဒီလိုမရွေးချယ်ဘဲနဲ့တခြားချက်ကိုရွေးချယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။ Okay. အဲတော့ collectively အတွက် um universal message လို့တချို့ Yeah. beauty ritual အဲ ritual လောက်တာမျိုးလေအဓိကတော့လေဒါ beauty ဆိုတာတဲ့ဒါ inner beauty လည်းဖြစ်နိုင်တယ် outer beauty လည်းဖြစ်နိုင်တယ်ပေါ့နော် inner beauty ဆိုတာဒါစိတ်ပိုင်းဆိုင်ရာအလို healing တွေလုပ်မယ်အဓိကအပြစ်မိုင်းလေးကိုကိုကို self care လုပ်မယ်သိရမလား main ကလေးဆိုလို့ရှိရင်လည်းတစ်ပတ်တစ်ခါ mask တာမျိုးတစ်လတစ်ခါ spa သွားတာမျိုးနော်ယောက်ျားလေးဆိုလည်း gym သွားတာမျိုးဒါ self care ပဲဥမာယောက်ျားလေးတွေ lotion လိမ့်လို့ရပါပဲသိရမလားရေချိုးပြီး lotion လိမ့်တာမျိုးအဲ့လိုမျိုးဆိုလည်း self care ပဲပေါ့နော်ဆိုတော့ skin care လုပ်တာမျိုးအဓိကကိုကိုကိုအမ် physically ပေါ့နော် improve ဖြစ်အောင် physically ပို့ပြီးတော့လှနေအောင်ပို့ပြီးတော့အဒီထက်ပို့ပြီးတော့ glow up ဖြစ်လာအောင်လို့ဒီ collectively ကလုပ်သင့်နေပေါ့နော် okay okay အဲကိုယ်တိုင် meditation လုပ်တာမျိုးတွေเนาะကိုယ်တိုင် manifestation လုပ်တာမျိုးတွေ ritual လုပ်တာမျိုးတွေလုပ်လို့ရမယ် တစ်ခုက be still အခုနပြောသလိုမျိုးပဲတူလားနှစ်ယောက်စလုံးပေါ့နော်ဒီ ex ပဲဖြစ်ဖြစ်အဲ့လိုမျိုး crash ပဲဖြစ်ဖြစ် emotionally deconnection မှာကွာနှစ်ယောက်စလုံးက emotionally available ဖြစ်နေကြရဲပေါ့နော်တစ်ယောက်နဲ့တစ်ယောက်အဲ့လိုမခေါ်မပြော no contact ဖြစ်ချင်ဖြစ်နေမယ်ဒါပေမဲ့ emotionally available ဖြစ်နေကြရဲလို့မြင်နေဒါပေမဲ့နှစ်ယောက်အဲ့လို emotionally available ဖြစ်တယ်ဆိုရင်လည်းပြန်ခေါ်ကြရမျိုးမဟုတ်ဘူးပေါ့နော်အဲ့တခုရှိတယ် ိုတော့အဓိကတော့ကိုကိုကို improve လုပ်မယ်ဆိုတော့ဒီမှာကလေအမှန်တမ်းပြောလို့ရှိရင်ဒီ collective ပေါ့နော်ဒါဘယ်လလဲတော့မသိ collective ကလေအဲဒီ collective ကြည့်နေရသူရအစုခံရမယ်လားလို့ပြောလို့ရရပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုကိုကိုကို self care မလုပ်ဘူးကိုကိုကို self improvement မလုပ်ဘဲနဲ့အဲသူများကိုပဲ focus မိနေရမျိုးတခြား energy တွေကိုပဲသွားပြီးတော့ match ဖြစ်နေရမျိုးပေါ့နော်ဥမာ ပြင်းအရင်သွားရှင်တာမျိုးတွေအရင်ပျော်ရှင်ပါခြင်းနေရာမျိုးအဲ့လိုက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 ိုရဲ့ health ဒီကိုရဲ့ well ဒီပေါ့နော်ဒီအငွေရေးကြေးရေးပဲဖြစ်ဖြစ်တခြား scale တွေပဲဖြစ်ဖြစ်ကိုကိုကို invest လုပ်ရမယ်ကိုရဲ့ကျန်းမာရေးပေါ့နော်အဲ့လိုမျိုးကိုကိုကို invest လုပ်ရမယ်ကိုကိုကိုပဲရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့သဘောသွားပြီးတွေ့ရတယ်ဆို ကိုကလေတခါလေကြာလို့ရှိရင်ရီးစားရလို့ရှိရင်ဒီရီးစားနာမှာပဲကက်ပြီးတော့မလို့ဖြစ်မကင်ဖြစ်ရှိနေအချိန်ကြီးရှိလိမ့်မယ်အဲအဲ့လိုမျိုး universe ကမကြိုက်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုကိုကိုအရင်ဖြေးကိုကိုကိုဖြေးပြီးမှသူများကိုဖြေးပေးပေါ့နော်အဲ့လိုပုံစံမျိုးပြောချင်တာဆိုတော့ကိုကအရင် strong ဖြစ်ချင်အောင်စောင်းနာမျိုးပဲဆိုတော့ universe ကတိနေရဲ့ဒီလူလည်းပြန်လာလိမ့်မယ်ပေါ့နော်ကို manifest လုပ်နေတဲ့သူအဓိကတော့လေ x တွေပါရဲ့ထက်အဓိကဒီမှာကို manifest လုပ်နေတဲ့သူကိုစီကိုရောက်လာလိမ့်မယ်ဆိုတဲ့ energy ပေါ့နော်အဲ့လိုပုံစံမျိုးပို့ပြီးတော့တွေ့ရဲ့ ဆိုတော့အစင်တော့ပြေးနိုင်နေเนาะဆိုတော့ tarot card လေးနည်းနည်းလေးထုတ်ကြည့်ချင်သေးရဲ့ဒီ collective လေးအတွက်အရင် clear မဖြစ်ဘူးလို့ခံစားရတယ်။ဆိုတော့ဘာလေးကြည့်ရင်ကောင်းမလဲဒီ collective လေးတွေကဘာဆက်လုပ်တင်လဲပေါ့เนาะအဲ့ဒါလေးတစ်ချက်သိချင်တယ်။ဆိုတော့ဒီ collective လေးအတွက်ဘာဆက်လုပ် page of swords အဲ့တူကတော့ပြန်တော့ရောက်လာလိမ့်မယ်အဲ့လိုကိုယ်စကားလာပြောတာမျိုးနော်ရှိရှိကောင်းရှိလိမ့်မယ်ကွယ်အဲ့လိုတနည်းနည်းနဲ့တော့ contact ပြန်ရလိမ့်မယ်ဘလို့နည်းနဲ့တော့ရမလဲမသိဘူးဒါပေမဲ့ဟိုသူနဲ့ကိုယ်နဲ့ရအောင်ပြန်အဆင်ပြေလိမ့်မယ်ကို manifest လုပ်နေရဲ့သူပေါ့နော်သူဆိုတာ yes ကိုမာလေး option တွေတော့များရဲ့အခုမရှိဘူးဆိုလို့ရှင်လဲနောက်ပိုင်းကျရင်ရှိလာနိုင်တယ်ဆိုရပုံစံမျိုးရှိလာလိမ့်မယ်ဆိုရပုံစံမျိုးပေါ့နော်အဲ့လို option တော့များရဲ့ဆိုရပုံစံမျိုးတွေ့ရကိုကလေတေချာလေးရွေးချယ်ဖို့လိုလိမ့်မယ်ဒီလူကိုပဲဖြစ်ဖြစ်စခြား next relationship ကိုပဲဖြစ်ဖြစ်ဒီ past relationship ကိုပဲဖြစ်ဖြစ်နောက်ထပ် move တစ်ခုอ่ะပေါ့နော် x လည်းဖြစ်နိုင်တယ်လို့မျိုးနောက်တစ်ယောက်လည်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကိုကတေချာရွေးချယ်ဖို့လိုလိမ့်မယ် တန်ရုံးစင်ရှိလို့ဆိုပြီးဒီမကောင်းတဲ့ x စီပဲပြန်သွားမလားဒါမှမဟုတ်ရှင်နောက်နောက်လူတယောက်ကိုတကယ်ချစ်တဲ့လူတယောက် ਨੇ ကိုယ့်ရဲ့ဘဝအသက်စာမလားပေါ့နော်အင်းအဲ့ရီစာဟောင်းနေတော့ပြန်လာတတ်တယ်ဒါပေမဲ့ anyway ကိုယ့်ရဲ့ next move ကကိုယ့်လက်ထဲမှာပဲရှိနေရယ်ကိုလိုချင်တယ်လို့မျိုးအဲလုံးလို့ရတယ်ပေါ့နော်ကိုကကြိုက်လဲရတယ်မကြိုက်ပြန်ကြိုက်လဲရတယ်ပြန်မကြိုက်လဲရတယ်ကိုကပြန်ခေါ်ချင်လဲရတယ်ပြန်မခေါ်ချင်လဲရတယ်ပေါ့နော် okay queen of wands yes အဲ့တော့ကိုကိုရဲ့ energy ကကိုစီမှာပဲရှိနေရမယ်ဆိုရဲပုံစံမျိုးပေါ့နော်အခြေအနေပတ်သက်လို့ရှိရင်တော့လေကံကောင်းလိမ့်မယ်အဲပြန်လာကိုလိုချင်တဲ့သူရှားလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးအများကြီးတွေ့ထားပါတယ် ဆိုတော့ okay ဒါလေးကတော့ဒါ collective reading လေးပေါ့နော်ဒီ reading မှာ collective reading ဆိုတာထုံးစံအတိုင်းပဲဒါကက်လေးဆွဲပြီးတော့မှရတာရတဲ့ energy ကိုပြောတာမြင်တာကိုပြောတာဖြစ်တဲ့အတွက်အတိအကျတော့မရှိဘူး maybe ဒီခေါင်းစဉ်ကတော့ next move next relationship အဲ့လိုမျိုးပဲဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ okay ပါအဲဒါကတော့ collective reading လေးတွေရဲ့ အော် sorry collective ကြည်နေတဲ့လူလေးရဲ့ region ဖြစ်ပါတယ်ဆိုတော့အဲ collective region တိုင်းကိုလည်းဒါလစဉ်နောက်ဆုံးအပတ်ရဲ့စနေနေ့တိုင်းမှာတင်ပြဖြစ်ပါတယ်အဲ background noise လေးပါသွားလို့ရှင်လဲ sorry ပါဒီ region လေးကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့နောက်အပတ် reading တွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်